အားလုံးပဲမင်္ဂလာပါဒီနေ့ podcast season ထဲမှာဆိုလို့ရှင်တော့ပုံမှန်တင်ဆက်ပေးနေတဲ့စာပါကိုလာရောက်တင်ဆက်ပေးမှာမဟုတ်တော့ဘဲနဲ့အစေးတပုတ်ကိုလာရောက်တင်ဆက်ပေးရမှာဖြစ်ပါတယ်တရားစေးရဲ့ခေါင်းစဉ်ကတော့အချားတူတွေလို့အမည်ရပြီးတော့နောက်လောက်ကရေးတာထားတာဖြစ်ပါတယ်ငွေရင်းအစေးကိုပြန်လည်ဖက်ရှုခြင်းနဲ့ဆိုရင်တော့ barmis.shannew.org မှာတွားရောက်ဖက်ရှုနိုင်ပါတယ်ကျွန်တော်တော့ဈေးစင်မှာပါ နှစ်ဖွာမွေးရမြည်လည်းမဟုတ်ငှက်မွေးရမြည်လည်းမဟုတ်နှစ်မွေးရမြည်လည်းမဟုတ်ဒါမဲ့ငှက်အမေခေါင်းချထားတဲ့မြို့ငါနဲ့နှစ်အဖေစတွေ့ခဲ့တဲ့မြို့နှင်းဘွားရဲ့ပထမဆုံးခီးစဉ်ရွာတဲတဲလေးတွေအများကြီးနဲ့ဖွဲ့စည်းထားတယ်။မြို့အဝင်မှာကြာကန်ကြီးရှိရဲမြို့မဆေးရှိရဲလာရှိုးကိုတည်တယ်ရေပူကိတ်ကိုတည်တယ်ကွက်ခိုင်လောက်ကင်ကိုတည်တယ်မွန်ဆဲကိုတည်တယ် ဒါမဲ့ဒီမြို့ကိုတော့လူတွေတိတ်မတည်ဘူးအပြင်လူကောင်းကောင်းမတည်ကြတဲ့ကြားမြို့လေးဟာငါတို့မြို့လေးပဲငါတို့မြို့ကစော်ပွားမြို့ငါတို့မြို့လူတွေကအရန်ရိုးတားတယ်စပိန်ကြံခဲ့ရင်နောက်နေ့အဲ့နေရာမှာပဲရှိနေတော့အိမ်ငကားတွေဖွင့်ပြီးပဲတွားတွားလဲရတယ်ပညတ်တွားရာဓာတ်တပ်ပါမြို့လေးလည်းမဟုတ်ပါဘူးစလုံးပေါင်းမခေါ်တာလည်းမကြိုက်ဘူးငါတို့မြို့ကဝတ်တခြင်းကတိတ်ကောင်းတယ် စစ်ချက်ဆုံနာမည်ကြီးရဲ့ငါအမေကိုဆိုတမြုံလုံးတည်ရဲ့တကူတကမှာစားရတဲ့မြို့ရဲ့တစ်ခုတည်းတော့လက်ထောင်ခပုတ်ရတဲ့မြို့လေငါတို့မြို့ကလိုင်ချီတီကလည်းအလုံးကြီးကြီးအသားပြပြတုံတန်းပြောင်းဖူးလောက်ပဲဟာမှစားလို့မကောင်းစနွန်းလောက်တဲ့ရွာလည်းရှိရဲ့ပဲပုတ်တွေလောက်တဲ့ရွာလည်းရှိရဲ့တပောင်းပွဲဆို ပလောင်တွေတောင်အောင်ဆင်းပြီးဖျားလာကြတော့ကြတယ်တနေ့တစ်ကြိမ်တာလောက်ပြီးချိန်ချိန်တဲပွဲပဲ။ ရွာတရွာစာရှိတဲ့ဘုံကြီးကျောင်းတွေမြို့အလယ်မှာရှိရဲ့ငါအသက်20မှာမြို့ကနေထွက်ခဲ့တယ်ငါအသက်40မှာမြို့ကိုပြန်ရောက်တယ်ပန်းချံရှိကစိန်ပန်းပင်ကြီးရဒီတိုင်းပဲလွတ်လည်ရဲကြောက်တိုင်ကြီးအိုဟောင်းနေပေမဲ့လည်းအရင်တိုင်းပဲမြို့အဝင်ကကြာကန်တောင်ပေါ်ကရေတခွန်းလမ်းအကွက်လမ်းအစင်အားလုံးဟာအရင်တိုင်းပဲပဝင်းကျင်ပပတ်လေကတောင်တွေမှာ တက်ပင်တွေအစားပြောင်းခင်းတွေကလွဲရင်ပြောထောင်အိမ်တွေအစားတိုက်အိမ်တွေကလွဲရင်လူငယ်တွေကနေလူကြီးအဖြစ်ရောက်တော်တာကလွဲရင်ဘာဆိုဘာမှအပြောင်းလဲမရှိဘူးရှောင်ခေါက်ဆွဲလဲဒီအရတာပဲဝတ်တချင်လဲဒီအရတာပဲစီချက်လဲဒီအရတာဝတ်သားလုံးလဲဒီအရတာပဲအိမ်တွေလဲဒီနေရာမှာပဲလူတွေလဲဒီနေရာမှာပဲဈေးတဲ့တွေလဲဒီနေရာမှာပါပဲ။ တဆောင်းခွန်လာတဲ့ငှက်တွေလိုဘလောက်လမ်းဖြောင်းနေနေတပတ်ပြန်လဲလာတဲ့ကလေးတွေကြောင့်အိမ်တွေဟာဘယ်တော့မှလူပြတ်သွားတယ်ဆိုတာဝရှိ ው အမေတွေကအဖွားတွေဖြစ်တမီးတွေက အမေပြန်ဖြစ်နေပဲအခုတော့မရှိတော့ပါဘူးနှစ်တရာကျော်စော်ဘွားလက်ထက်ကလေးကရှိခဲ့တဲ့မြို့မဈေးကြီးလည်းမရှိတော့တိုင်လုံးတွေလည်းမရှိတော့အုတ်ခုံတွေလည်းမရှိတော့ငါတို့တီးတဲ့တူတွေလည်းမရှိကြတော့ဘူး တယောက်ကသမီးစီလိုက်သွားပြီတယောက်ကထိုင်းမှာရှိတဲ့သားစီကိုလိုက်သွားပြီနေတဘောကြားတဲ့အင်ကြီးလဲမင်းလောင်သွားပြီဟိုနေရာကတော့လူတွေလုံးဝနေလို့မရတော့ဘူးအကုန်ပြောင်းသွားကြပြီဖနဲ့ရောင်းတဲ့အေဟော်မလဲမရှိအောင်ကွင်းရရောင်းတဲ့ဆိုင်းဟော်လဲမရှိအောင်အစောသားလဲမရှိတော့ပါဘူးဘုံကျဲချလို့ပါတော့ကုန်ပြီဘော်ဒါဆွဲလို့လဲမရှိကြတော့ဘူး ။ပလောင်ဈေးတွေတည်းလဲတောင်အောက်ဆင်းမလာတော့။အသေးတယ်လဲပြောင်းသွားပြီ။ဟင်းရက်တယ်တွေလဲလမ်းဘေးမှာဈေးရောင်းရင်ရွံတုံးထောင်ပေးရပြီ။အဖမ်းခင်းမှာဆိုလို့ဆိုပြီးတော့ခက်မမြန်အိမ်ပြန်ရပါလေ။လထောင်ခပုတ်တယ်ကလည်းတခြားမြို့ကို ပြောင်းသွားပြီတဲ့။ပဲပုတ်တွေလည်းဝယ်မစားနိုင်တော့ဘူး။ပြောင်းခင်းတွေနေရာမှာကြံပင်ဖြစ်နေပြီ။ရှန်ခဆွဲတပွဲ9000ကျပ်ဖြစ်နေပြီ။တဖူးနှွေးတပွဲ3000ဖြစ်နေပြီ။ တော်ရတာပေါ့ရှမ်းဆက်လေးတော့စားနေရတယ်လို့အရွက်ပြုတ်စားရလဲဈေးကြီးပဲမဲ့လက်ဆက်တည်တယ်ဟိုအင်ကဟော့ပေါ့ဆိုင်ဖွင့်နေပြီစာကြည့်တိုက်ကြီးကလည်း KTV ဖြစ်သွားပြီတပောင်းကွင်းကြီးကလောင်ကစားဝိုင်းကြီးဖြစ်နေပြီဆိုင်မုတ်တွေကဗမာစာလုံးလည်းမဟုတ်ရှမ်းစာလုံးလည်းမဟုတ်တော့ဘူးအိမ်လဲတကားတော့ခတ်နေရပြီဘယ်တွန်းတွားအနောက်ကိုပြန်လဲကြည့်နေရပြီငါလားငါလဲတနေ့ရှိမှာမဟုတ်ပါဘူး မဲ့ငါမရှိတော့နေရှိသေးတယ်လေငါမိကမာခဲ့တယ်သူမရှိရင်နေရှိပေတဲ့ငါတို့မရှိတော့ရင်တခြားသူတွေရှိလာမှာတဲ့ငါတို့နေရာမှာတခြားသူတွေရှိလာမှာတဲ့